မင်္ဂလာပါရှင်။နိုဝင်ဘာလ၄ရက်အင်္ဂါနေ့ရက်တိမတ်ဖွယ်ရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့နျူကလ িয়ার အစီအစဉ်ပြန်လည်တည်ဆောက်မယ်လို့အီရန်သမ္မတပြောကြားတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်နဲ့အစ္စရေးတပ်ဖွဲ့များရဲ့တိုက်ခိုက်မှုကြောင့်ဇွန်လအတွင်းကပျက်စီးသွားတဲ့နျူကလ িয়ার စက်ရုံများကိုပြန်လည်တည်ဆောက်ရန်ရှိမှန်းထားကြောင်းအီရန်သမ္မတမာဆူပါဆန်စကီယန်ကပြောကြားခဲ့ကြောင်းသိရပါတယ်။ပျက်စီးခဲ့တဲ့ယူရေနီယံတန့်စင်စက်ရုံများဖြစ်တဲ့ နတ်တန်နဲ့အစ်ဖာဟန်နျူကလ িয়ার တအားပေးဆက်ယုံပါဝင်ပြစ်မှတ်လေးခုကိုပြုပြင်ရန်ဂျိုးပန်းပါကထပ်မံတိုက်ခိုက်မှုများပြုလုပ်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကချင်းချောက်ပြီးနောက်အီရန်သမ္မတရဲ့ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။အီရန်ရဲ့နျူကလ িয়ার အေဂျင်စီတို့တွားရောက်စဉ်သမ္မတဘက်ဆန်စကီယန်ကအီရန်သည်ပျက်စီးသွားတဲ့နေရာများကိုပြန်လည်တိစောက်ရရင်နောက်ပြန်ဆုံးမမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ အီရန်ဟာနျူကလ িয়ার လက်နက်ထုတ်လုပ်နေခြင်းမရှိကြောင်းနဲ့အရက်ဖက်ဆိုင်ရာအတွက်သာလုဆောင်နေခြင်းဖြစ်ကြောင်းအီရန်သမ္မတကလူမှုမီဒီယာတွင်တင်ခဲ့တဲ့ဗီဒီယိုတစ်ခုမှာပြောကြားခဲ့ကြောင်းလည်းသတင်းများကဖော်ပြထားပါတယ်ရှင်။ဆက်လက်တင်ဆက်ပြီးမှာကတော့အာဖဂန်မှာပြင်းအား6.3အဆင့်ရှိငလင်းလှုပ်တာကြောင့်ဆယ်ဦးထပ်မံတေဆုံးခဲ့ပြီး260ကျော်ထိခိုက်ဒဏ်ရာရရှိရတဲ့သတင်းဖြစ်ပါတယ်။အာဖဂန်နစ္စတန်မြောက်ပိုင်းမြို့တော်မာဆာအီရှာရီမှာ နိုဝင်ဘာ3ရက်မနေ့အစောပိုင်းကပြင်ရ6.3ဆင့်ရှိငလင်းနှုတ်ခတ်ခဲ့တာကြောင့်ဆယ်ဦးထက်မနည်းသေဆုံးခဲ့ပြီး260ကျော်အထိကတရားရရှိခဲ့လို့သိရပါတယ်။ငလင်းနှုတ်ခတ်သွားတဲ့နေရာဟာလူပေါင်း9,300ကျော်နေထိုင်ပြီးအမေရိကန်ဘူမိဗေဒတိုင်းတာရေးဖွဲ့ USGS ရဲ့ထုတ်ပြန်ချက်အရမြေအောက်နဲ့18.4မိုင်အကွာမှာလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။စစ်ပဆိုင်ရာကယ်ဆယ်ရေးနှင့်အရေးပေါ်ကူညီရေးအဖွဲ့က ငလီလှုပ်ခတ်ခဲ့တဲ့ဒေသကိုချက်ချင်းသွားရောက်ခဲ့ပြီးကယ်ဆယ်ရေးတွေလှုပ်ဆောင်ခဲ့တယ်လို့ထိခိုက်ဒဏ်ရာရရှိသူတွေကလည်းဆေးရုံနဲ့ကျန်းမာရေးစင်တာတွေစီတည်ယူပို့ဆောင်ပေးနေတယ်လို့အာဖဂန်စစ်တပ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေကလည်းငလီလှုပ်ခတ်ခဲ့တဲ့ဒေသကိုရောက်ရှိနေပြီးတော့ဒေသတွင်းကဆေးရုံတွေကိုအသင့်ပြင်ကိုင်းထားတယ်လို့ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူရှာဖရက်ဆာမန်ကပြောကြားခဲ့ကြောင်းသတင်းများကဖော်ပြလာပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ အိန္ဒိယနိုင်ငံတွင်ညကြောက်တဲ့ကားကရင်း18စီကိုတိုက်မိမှုများဖြစ်ပွားစေကာအနည်းဆုံးလူ73ဦးသေဆုံးပြီး18ဦးဒဏ်ရာရရှိရတဲ့တွင်ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံရာဂျစ္စတန်ပြည်နယ်မြို့တော်ဂျေပူးမြို့မှာ အမတ်၁၄လမ်းမအတိုင်းမောင်းနှင်လာတဲ့မြေကြောက်တဲ့ထရက်ကားလစီကအချိန်ပြင်းစွာနဲ့အခြားကား၁၉စီးကိုဆက်လက်တိုက်မိမှုတွေနိုဝင်ဘာ၃ရက်မိုးလယ်တနင်္လာဖြစ်ပွားခဲ့လို့သိရပါတယ်။အမတ်၁၄လမ်းအတိုင်းမောင်းလာတဲ့ထရက်ကားကခြေပူးမြို့မှာတက်စီဆိုင်တစ်ဆိုင်အနီးမှာရှိတဲ့အဝေးပြေးလမ်းမှာကြီးပေါ်ဝင်မှုကျူးစာခဲ့တယ်လို့ဆိုပါတယ်။အနည်းဆုံးလူ၃ဦးသေဆုံးက၁၈ဦးဒဏ်ရာရခဲ့လို့ရဲတပ်ဖွဲ့ကပြောပါတယ်။ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရဒဏ်ရာရရှိသူတွေအနက်၃ဦးကစွန့်ရရလို့သိရှိရပါတယ်ရှင်။